မြို့နေလူရန်စားများသည်အိမ်ကိုတတ်မှတ်ချက် အကန့်အသတ်များဖြင့်နေထိုင်ကြရတယ်။တိုက်ခန်းလေးတွေကသေးလာတယ်။မြေနေရာတွေကကျင်းလာတယ်။အတန်တွေကစူညံလာတယ်။လူဦးရေကထူထပ်သိပ်သည်းလာတယ်။ဘယ်နေရာကြည့်ကြည့်ရှုပ်ထွေးမှုတွေစူညံမှုတွေကဖုံးလွှမ်းနေကြတယ်။ဒါကြောင့် မိမိခိုနားစရာတခုတည်းသောအိမ်လေးမှာရှုပ်ပွားပြီးညက်ပတ်မှုကင်းကာစိတ်ချမ်းသာမှုအပေးနိုင်ဆုံးနေရာတစ်နေရာအဖြစ် ဖန်တီးတင်ပါတယ်။အိမ်ဆိုဒီမှာ စိတ်ဓာတ်အားဖြင့်ပြန်လည်ပြိုးထောင်ပေးနိုင်သောအကောင်းဆုံးနေရာတစ်နေရာသာ ဖြစ်တင်ပါတယ်။လူတအူးအတွက်အာဟာရသည်လိုအပ်ပါတယ်။အာဟာရဆိုရ၌ရုပ်အာဟာရစိတ်အာဟာရနှစ်မျိုးစလုံးကို ဖြည့်ဆည်းပေးနိုင်ရန်လိုအပ်ပါတယ်။စိတ်ကိုအားဖြစ်စေမဲ့အရာတွေမှာ အိမ်နဲ့မိသားစုကအရေးကြီးပါတယ်။ကိုစားတဲ့အစာသည်ကို့အတွက်အားကို ဖြစ်စေပါတယ်။ထို့အတူပင်အိမ်တွင်း၌လည်းကိုရွေးချယ်သည့်စိတ်ကို အားပြည့်စေသော အရာများဖြင့်သာ စိတ်ဓာတ်ခွန်အားရှိစေရန်ထူထောင်နိုင်ပါလိမ့်မယ်။